တော်ရရှင်တဲ့အားလုံးတာလီဇောပါ Development Media Group DMG ရဲ့2025ခုနှစ်ဧပြီလ26ရက်နေ့အတွက်တည်တဲ့အထံထွန်လမှုစတင်ပါတော့မယ်။ဒီကနေ့မှာတော့ကြောက်ဖြူလက်ကမော်ရွာကိုဒရုံနဲ့ဘုံကျစ်လို့ကလင်းငယ်အပါအဝင်သုံးဦးတည်ဆုံတဲ့တည်တဲ့စစ်တွေတန်းရန်တွေကပိတ်ခတ်မှုကြောင်းဝါဘူကြီးရွာကဆင်းရုံနဲ့အင်ဂျင်200ကျော်မိလောက်ပျက်စီးတဲ့အကြောင်း စစ်ကောင်စီက General Copter တွေကိုတုံးလာဖွေရှိနေတဲ့တဒန်းတွေအပါအဝင်တခြားစစ်ဝင်ဇက်စရာကောင်းတဲ့တဒန်းတွေကိုတန်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်ကိုကျွန်တော်အော်သူရနဲ့အတူမဆောင်းစာရှိအပါအဝင်မဖြူဖြူအေးတို့နဲ့ပူပေါင်းတန်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတဒန်းတစ်ပုတ်အနေနဲ့ကြောက်ဖြူလက်ကမွန်ရာကိုဒေယုံနဲ့ဘုံကျေလို့ကလင်းငယ်အပါအဝင်၃ဦးတည်ဆုံးတဲ့တဒန်းကိုတန်ဆက်ပေးခြင်းပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီကဒရုန်းနဲ့ပုံကျစ်တိုက်ခိုက်ခဲ့လို့လက်ကမိုကြီးရွာကကလင်းငယ်တအူးအပါအဝင်၃ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ မနေ့ကဧပြီလ25ရက်နေ့မနေ့ပိုင်းမှာလက်ကမောကြေတော်ကိုစစ်ကောင်စီကတရုံနဲ့ဘုံ၅ကြိမ်တတိုင်းလာရောက်ပြီးဘုံ၈လုံးအထိကျေရှားခဲ့တာကြောင့်အခုလိုတည်ဆုံခဲ့ရတာလို့သိရပါဗျ။တည်ဆုံသားသူတွေမှာဒေါ်တင်အဲ၄၈နဲ့ဒေါ်ရှုစု39နှစ်နဲ့တမိန်ဖြစ်သူမေတ္တဇံခိုင်စစ်တနေတော်ဖြစ်ကြပြီးအလုတ်လုံနေတဲ့အရှင်မှာဘုံကျေခံရတာကြောင့်နေရာမှာပဲပွေရှမ်းပြေးတည်ဆုံခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီဘုံကျေမှုအတွင်းမှာကာဒစီနဲ့ထော်လာကြီးတစည်းလဲပြစီသွားခဲ့ရတယ်လို့သိရပါတယ်။ ။ဧပြီလ24ရက်နေ့ကလည်းကြောက်ဖြုံမြို့နယ်ရင်းနှံတော်ကျေးရွာကစစ်ကောင်စီကအသေးခံတရုံနဲ့ဘုံတုံးကျင်တိုင်တိုင်ကျေရှာခဲ့တာကြောင့်စစ်ပေးဆောင်အမျိုးသမီးတအုံနဲ့ရင်းနှံတော်ကျေးရွာသားတအုံတည်ဆုံခဲ့ရပါတယ်။အပိတ်ရက်ကလာစစ်ကောင်စီကအရသာနေထိုင်တဲ့မြို့ရွာတွေကိုဥတည်ပိတ်မှတ်ထားပြီးတော့လေကြောင်းတိုက်ခတ်မှုတွေဆက်တိုက်လှုပ်ဆောင်နေတာကြောင့်အရသာထိခိုက်တည်ဆုံမှုဟာလည်းနေ့စဉ်ဆက်သလိုမြန့်တက်လာနေပါတယ်။ ဆက်လက်ပြီးတော့စစ်တွေတိုင်ရင်တွေကပြစ်ခတ်မှုကြောင့်ဝါဘုံရွာကဆင်းရုံနဲ့အင်ဂျင်200ကျော်မီးလောင်ပျက်စီးတဲ့တဲ့ငောင်းတင်ဆက်ပေးခြင်းပါတယ်။ရခိုင်ပြည်စစ်တွေမျိုးအခြေဆိုင်စစ်ကောင်စီရဲ့တိုက်ရင်တွေကပြစ်ခတ်မှုကြောင့်ဝါဘိုချင်းရွာမှာဆေးရုံနဲ့အင်ချင်း200ကျော်မိလောက်ပြတ်ဆီးသွားခဲ့တယ်လို့ဒေသခံတွေကသိရပါတယ်။စစ်တွေမျိုးနဲ့ဒါကစားဌာနချုပ်နဲ့တခြားစစ်ကောင်စီတိုက်ရင်တွေကလန်နန်ကြီးလေကြားအပါအဝင်ဒရုန်းပြစ်ခတ်မှုတွေကြောင့်အခုလိုပြတ်ဆီးသွားတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်တွေမျိုးမြောက်ဖက်ဆလင်းမိုင်အကွာမှာရှိတဲ့ဝါဘိုးကျေးရွာဟာအင်ချေ300ကျော်ရှိပြီးတော့လူဦးရေ1000ကျော်နဲ့အတူတိုင်းနယ်ဆေးရုံရှိတဲ့ကျေးရွာဖြစ်ပါတယ်။ကျေးရွာသားတွေမှာလည်းအနည်းပါဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားမှုနဲ့အတူစစ်ကောင်စီဘက်ကလေကြောင်းလက်နက်ကြီးပစ်ခတ်မှုတွေကြောင့်2024ခုနှစ်နှစ်ကုန်ပိုင်းကစတင်ပြီးတော့နေရက်ဆုံးခွာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်တွေမြို့အနီးနားမှာရှိတဲ့ကျေးရွာတွေဖြစ်ကြတဲ့ဝါဘုံတော်ကန်ကြာမတောင်းကြောက်တန်းကြီးမိန်လှဆားတဲ့ကျေးရွာတွေကိုစစ်တွေအခြေဆိုင်စစ်ကောင်စီတိုင်ရင်တွေကလက်နက်ကြီးလေကြောင်းတွေနဲ့နှင်းစင်ပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်စစ်ကောင်စီကဂျိုင်ရိုကော့ပတာတွေကိုအုံလောက်ဝယ်ရှိနေတဲ့အကြောင်းကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီကလက်ရှိအုံပြနေတဲ့စက်တပ်လက်ထိအပြင် လေပြင်းတိုက်ခတ်မှုနဲ့ရာသီဥတုဆိုးရွားမှုတွေကိုအထက်ရောက်ပုံမခံနိုင်ရရှိတဲ့ဂျိုင်ရိုကော့ပတာတွေကိုပါအသုံးပြုလာဖွယ်ရှိတယ်လို့စစ်ကောင်စီလေကြောင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတဲ့ဝန်ဟင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။မတ်လ16ရက်ကနေပြည်တော်တဝိုက်မှာဂျိုင်ရိုကော့ပတာတစ်စီးပြန်တန်းနေတာကိုစတင်မှတ်တမ်းယူခဲ့ပြီး ဧပြီလ24ရက်နေ့ကလည်းမကွင်းမြို့တဝိုက်မှာဂျိုင်ရိုကော်ပတာ2စီးထပ်မှပြန်တန့်ခဲ့တယ်လို့ဝန်အဖွဲ့ကဆိုပါတယ်ဂျိုင်ရိုကော်ပတာလေကြောင်းကင်းထောက်ယာဉ်ဟာရဟယင်တွေလိုအမိုးမှတလက်တွေပါရှိပါတယ်ယာဉ်မြင့်နဲ့ကိုထဲကြပန်ကာအင်ဂျင်တစ်ခုပါရှိပြီးစက်တက်လေထိလိုအတန်းစူညံတယ်လို့သိရပါတယ်ဂျိုင်ရိုကော်ပတာမှာယင်မောင်းတယောက်နဲ့ယင်နောက်မှာတယောက်လိုက်ပါစီးနေနိုင်ပြီးပုံမှန်ပြန်တမ်းမြန်နှုန်းဟာတနာယီကို65မိုင်နဲ့အမြင့်ဆုံးအမြန်နှုန်းဟာတနာယီကို120မိုင်နှုန်းရှိတယ်လို့သိရပါဗျ အမြင့်ဆုံးပြန်တက်နိုင်တဲ့အမြင့်ပဲ12000နဲ့ပြန်တက်ဖို့လိုအပ်တဲ့ပြည်လအရှေမှာ68ပဲဖြစ်ပါတယ်လေပေါ်မှာပြန်တန်းနေနိုင်တဲ့ကြာရှင်ကတော့3နာရီကနေ6နာရီအတွင်းဖြစ်ပြီးအဝေးဆုံးပြန်တန်းနိုင်တဲ့အကွာအဝေးဟာ235မိုင်အထိဖြစ်ပါတယ် ရင်လွက်အလေးချိန်အနေနဲ့300ကီလိုဂရမ်ဖြစ်ပြီးအများဆုံးတင်ဆောင်ပြန်သားနိုင်တဲ့အလေးချိန်က600ကီလိုဂရမ်အထိရှိပါတယ်။စစ်ကောင်စီအနေနဲ့အသုံးစရိုက်ရွှေတာဘိုးနဲ့အရှင်မင်းရွေးတိုက်ခိုက်မှုတွေပြုလုပ်နိုင်ဖို့2024ခုနှစ်ဒီဇင်ဘာလကစတင်ပြီးစက်တပ်လေထီတွေကိုလေကြောင်းတိုက်ခိုက်ရမှာစတင်အသုံးပြုလာခဲ့ပါတယ်။မကြာမီအရှင်ကာလမှာရာသီဥတုဆိုးရတာနဲ့လေကြမ်းတိုက်ခတ်တာတွေရှိလာမှာဖြစ်တာကြောင့်အဲ့ဒီစစ်တပ်လက်ရှိတွေဟာပြန်တပ်ရမှာစင်ခုံမှုတွေရှိလာတော့မှာပါ ဒီအခြေအနေကိုကြိုတင်တွေ့ဆထားဝင်ရတဲ့စစ်ကောင်စီအနေနဲ့စစ်တပ်လက်ထိအပြင်လေပြင်းတိုက်ခတ်မှုနဲ့ရာသီဥတုဆွေးရမှုတံကိုအထက်အရပုံမှန်ခံနိုင်ရရှိတဲ့ဂျိုင်ရိုကော့ပတာတွေကိုအစထုတ်အသုံးပြုလာဖွယ်ရှိနေတယ်လို့ပြည်သူတွေနဲ့တော်လှန်ရေးအဖွဲ့တွေကိုဝင်ဟင်အဖွဲ့ကတတိပေးထားပါဗျ။တင်းတွေကိုဆက်လက်နားဆင်နေကြရတာပါ။ မကွေးမြို့မှာရှိတဲ့ကပ္ပစာစစ်တုံးစက်ယုံရွှေတက်တုံးနဲ့ပိတ်ခတ်ခံရတဲ့တံတန်းကိုလည်းတင်ဆက်ပေးချင်ပါတယ်။ဧပြီလ25ရက်နေ့ည7:00နာရီခန့်မှာမကွေးတိုင်းစံပောင်းဝင်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်စစ်တုံးကာကွယ်ရေးပစ္စည်းထောက်စက်ယုံကပ္ပစာစစ်တုံးကိုတရားခွင်မမရွှေတက်တုံးစစ်လုံးအောင်မြစွာပိတ်ခတ်နိုင်ခဲ့တယ်လို့ BWM ကတံတန်းထောက်ပြန်ထားပါတယ်။ကပ္ပစာစစ်တုံးကိုတိုက်ခတ်ခဲ့တဲ့ရွှေတက်တုံးစစ်လုံးစလုံးဟာစစ်ကောင်စီအတွက်အရေးပါတဲ့ ပရိမာစက်ယုံအပါအဝန်တခြားစက်ယုံတွေကိုထိမှန်ပောက်ကွဲခဲ့ပြီးတော့ထိခိုက်မှုအများအပြားရှိတယ်လို့ကနအိုးစုံစမ်းသိရှိရထားတယ်လို့ထုတ်ပြန်ရှင်းမဖော်ပြထားပါတယ်။ကပ္ပဇစေတုံဟာပြည်သူတွေကိုတပ်ဖြဲ့ရမှာစစ်ကောင်စီကအဓိကအသုံးပြုတဲ့အသေးစားကြေစံတွေနဲ့လင်းရင်ဘုံးတွေအထိပြုတ်လောက်ရမှာအဓိကအသုံးပြုတဲ့ ဒီဒိုနေတာနဲ့ပရမာတွေကိုအဓိကထုတ်လုပ်ပေးတဲ့စက်ယုံဖြစ်တယ်လို့ဆိုထားပါဗျ။ကကွေရေးပစ္စည်းစက်ယုံ ကပ္ပဇာစေတုံးထိခိုင်ရင်၎င်းနဲ့ဆက်ဆက်စက်ယုံတွေဖြစ်တဲ့ကပ္ပဇာ3ကပ္ပဇာ5ကပ္ပဇာခွန်းကပ္ပဇာ7နဲ့ကပ္ပဇာ5ကပ္ပဇာ6ခွန်းနဲ့ကပ္ပဇာ20တဲ့တို့ရဲ့လက်နဲ့ထုတ်လုပ်မှုကိုလည်းထိခိုင်မှာဖြစ်တယ်လို့ BWM ရဲ့ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါဗျ။ ထောင်ချခံထားရတဲ့ចောင်းသားသမဂအဖွဲ့ဝင်မဝဲရင်အောင်ចမ်းမာရင်စိုးရင်နေရတဲ့တင်းကိုလည်းတင်ဆက်ပေးမှာပါထောင်နှံချမှတ်ခံထားရတဲ့တကုံတန်းကတော်ចောင်းသားများတမကဘုံအလုံးအမှုဆောင်မမွဲ့ရင်အောင်ရဲ့ကျမ်းမာရဲ့အခြေအနေစိုးရိမ်နေရတယ်လို့တကုံတန်းကတော်ចောင်းသားများတမကကဧပြီလ25ရက်နေ့မှာထုတ်ပြန်ပါတယ်။ မောင်ဝင်းရင်အောင်မှာဖန်စီခံရချင်းစစ်ကြောရဲ့အတွင် မတရားနှင်ပတ်နှိပ်စက်ခံရတဲ့အတွက် ဥကောင်းအတွင်ဒဏ်ရာရရှိခဲ့ပြီးတော့လက်ရှိမှာမကြခဏသတိလက်တာတက်တာနှလုံးရတာတွေဖြစ်နေပြီးတော့အရေးပေါ်အခြေအနေမှသာ ထောက်အတွင်းဆေးရုံပိုးဆောင်ပေးပြီးအသက်ကင်နိုင်ခြင်းထောင်တွင်းကိုပြန်လည်ခေါ်ဆောင်သွားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဧပြီလ25ရက်နေ့ညနေပိုင်းမှာလေစက်မာရဲစိုးရင်ရတာကြောင့်အင်းစိန်စင်းရုံကိုထမ်းမှန်အရေးပေါ်ပို့ဆောင်လိုက်ရပြီးတော့တိကျတေချာတဲ့စေဝါဆောင်းဆောင်ခွင့်မရရှိမှကိုစိုးရင်နေတယ်လို့လဲတကုံចောင်းသားများသမဂ္ဂကဆိုထားပါတယ်။ မောင်ဝဲရင်အောင်ဟာအရင်ကတည်းကကျမ်းမာရဲ့အာနိသူဖြစ်တဲ့အတွက်ထောင်တွင်းဆေးရုံမှာဆေးဝါးကုသမှုမလုံလောက်တာကြောင့်ပြည်မဆေးရုံမှာဆေးဝါးကုသခွင့်ရရှိဖို့မိသားစုတွေကတောင်းဆိုခဲ့ပေမဲ့ဒီကနေ့အချိန်ထိဆေးဝါးကုသခွင့်မရရှိသေးဘူးလို့သိရပါတယ်မဝရီအောင်ဟာပြည်ကလေး2021ခုနှစ်စက်တင်ဘာလ14ရက်နေ့ကရခိုင်မြို့မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးတော့နိုင်ငံရေးပုံမှန်နှစ်ခုနဲ့ထောင်ဒဏ်9နှစ်အထိချမှတ်ခံထားရတာလည်းဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ငလျင်အလွန်ငွေတွေကိုစနစ်တကျနဲ့အသုံးပြုနေတယ်လို့သူစကောင်းဆောင်ပြောတဲ့တဲ့တန်းပဲဖြစ်ပါတယ်။ငလျင်တန်တဲ့မြန်မာအတွက်ပြည်တွင်းပြည်ပကလုတန်းထားတဲ့အလွန်ငွေတွေကို စနစ်တကျတဲ့အကူအညီကိစ္စရဲ့လုပ်ငန်းနဲ့ပြန်လည်ထူထောင်ရေးတော့မှာအသွုံပြုနေတယ်လို့စစ်ကောင်းဆောင်ဒုတိယဗိုလ်ချုပ်မှကြီးစွန်ဝန်ကပြောကြားလိုက်ပါတယ်။မနေ့ကအေပြီလ25ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့အမျိုးသက်တဘဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအစည်းအဝေးမှာပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ပြည်တွင်းပြည်ပအလူရှင်တွေကတိုင်းနယ်ပြည်နယ်အလဲအလုံငွေတဲ့ပေးအပ်ရာမှာအေပြီလ24ရက်နေ့အထိကျပ်13,5800ကျော်ဘီလီယံအမေရိကန်ဒေါ်လာ1.43ခွန်သန်းကျော်၊ကိုရီးယားဝမ်5သန်း၊အိန္ဒိယရူပီ15သန်း ထိုင်းဘက်နှစ်သန်းနဲ့စင်ကာပူဒေါ်လာ3,150တောကိုလက်ခံရရှိထားတယ်လို့ဒုတိယဘူရှောင်းမှုကြီးစွန်ဝမ်ကပြောထားပါဗယ်။ငလျင်မေးသက်ဒေသတွေမှာကလုံမှုကစေရင်နဲ့အရေးပေါ်ထောက်ပံ့ရေးအမြန်ဆုံးဆောင်ရွက်နိုင်ဖို့နဲ့နိုင်ငံတကာကူညီတွေကိုလိုအပ်တဲ့နေရာတွေကိုအမြန်ဆုံးဖြန့်ဝေပေးနိုင်ဖို့ပြင်ဆင်ထားတယ်လို့သူကပြောထားပါဗယ်။ နေပြည်တော်စကိုင်းတိုင်းပဲခူးတိုင်းတို့မှာငလျင်ချောင်းပြိုကျပျက်စီးနေတဲ့အဆောင်တွေမှာပိတ်မိနေသူတွေကိုရှာဖွေတာနဲ့အသက်ကစ်စရေလုပ်ငန်းတွေလှုပ်ဆောင်တာတွေအပအဝံလွန်အားအသုံးပြုပြီးအပြက်စီးတွေကိုရှမ်းလန်းရှာဖွေမှုတွေကိုအများဆုံးပြုလုပ်ထားပြီးဖြစ်တယ်လို့စစ်ကောင်စီကဆိုထားပါတယ်။မနေ့ကအီဗီလာ25ရက်နေ့အထိနိုင်ငံတော်ဝန်မှငလျင်ချောင်းတည်ဆုံးသူ3863ဦး၊ဒဏ်ရာရှိသူ9109ဦးနဲ့တပ်ဆုံးသူ110ဦးတို့ရှိတယ်လို့စစ်ကောင်စီရဲ့စီးရင်တွေအရသိရပါတယ်။ လက်ရှိမှာငလျံဘေးသန့်ဒေသတွေဖြစ်တဲ့စကိုင်းမန္တလေးပဲခူးနဲ့နေပြည်တော်မှာရှိတဲ့ငလျံဘေးသန့်ပြည်သူတွေဟာအမိုးအကာရက်ခစားတဲ့အရေးပေါ်ကုညင်ထောက်ပံ့ရတဲ့လိုအပ်နေတယ်လို့သိရပါဗျ။ဒီကနေ့သတင်းထုတ်လွှင့်မှုအစီအစဉ်ကိုဒီလောက်နဲ့ပဲညနာလိုက်ပါရစေ။ ရခိုင်ပြည်တန်းကတန်းအကြောင်းရတဲ့အပါအဝန်တခြားဒေသကတန်းတွေနဲ့ပတ်သက်လို့ DMG တန်းဌာနကတန်းတွေပေးပို့ရှင်တွေဆိုရင်တော့ +66 ချစ်သူများကို643 633ကိုလုံချုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုတလန်လာနေကနေစနေနေ့တဲ့အထိည၈နာရီအရှင် DMG ရဲ့ Facebook စာမျက်နှာနဲ့ sanglaw.com မှာ DMG online radio လို့ရှာပြီးနှာစင်နေပါတယ်။နောက်တော့ဆန်တဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။